ပွဲငါးရောင်းတာမတန်လို့ဆိုပြီးတော့လာပြီးတိုးနေတာကျွန်တော်အမေလင်းနေကျွန်တော်အမလင်းနေကျွန်တော်နှမလင်းနေရွေးကဲအားလုံးပဲဒီပေါ့နော်တန်မတန်ထမင်းဆိုင်ဆိုတာကိုသိကြမယ်ထင်တယ်နော်အဲ့ဒီတန်မတန်ထမင်းဆိုင်ကကြာတော့ဒီအကူတွေက ဟိုဟာပေါ့နော်ထမင်းနဲ့ဟင်းကိုတောင်မှသူကတထောင်နဲ့ပဲရောင်းပေးရပါတော့ထမင်းတစ်ပွဲကို900ဟင်းတစ်ပွဲကို900အဲသူကစိုက်တဲ့ဟင်းနဲ့စားပေါ့နော်တထောင်ပေါ့အဲ့လိုမျိုးနဲ့ရောင်းပေးတယ်လူတွေလည်းကြိတ်ကြိတ်တို့စားကြတယ်ပြီးတော့သူကအဓိကကွာအခြေခံလူဒန်းစားတွေကိုပေါ့နော်ပုံမှန်ထမင်းကိုပေါ့နော်ဈေးချွတ်ချွတ်နဲ့စားနိုင်ဖို့အတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့သူကတော့ဖွင့်ခဲ့တာ ဒါမဲ့နောက်ပိုင်းမှာကျတော့ဘလို့ဖြစ်လာလဲဆိုတော့ဟိုသူ့ရဲ့လှုပ်ဆောင်ချက်တွေအဲဟိုကြည့်ပြီးတော့ပေါ့နော်ဒီအလူရှင်တွေပေါ်လာတယ်အလူရှင်တွေကသူ့ကိုပေါ့နော်ငွေဘလောက်ပေါ့ဆန်ဘနက်အိတ်ပေါ့အဲ့လိုမျိုးတွေလှူကြရယ်ပေါ့နော်အဲ့ဒါအဲ့ဆိုတော့သူကလည်းပို့ပြီးတော့လုံနိုင်လာတယ်သူတက်နိုင်တဲ့လောက်လေးပို့ပြီးလုံနိုင်လာတယ်ပေါ့နော်တချို့လူရှင်တွေကကျတော့လေဒီဆေးရုံတွေမှာသွားပြီးတော့လှူဒန်းပေးပါ လူပနဲ့ရောက်စာပေါ့နော်ကျွေးမွေးပေးပါဆိုပြီးတော့အဲ့လိုမျိုးအလူငွေပေးပြီးတော့လူသားတွေလည်းရှိရဲပေါ့အဲဒါမဲ့ဒီလိုမျိုးလူတွေလည်းတိလာတယ်အောင်မြင်လာတာနဲ့အမြဘလို့ဖြစ်လာလဲဆိုတော့ဒီအကိုတို့ဆိုင်ကိုဟိုတိုက်ခိုက်လာတယ်ဝိပန်နာတွေရှိလာတာပေါ့နော်အဲ့တော့အကိုက เนาะ तू လုံးနေတဲ့အလုံး तू อ่ะกว่า तू အတွက်အမျက်ဆုံးအများကြီးယူပဲနဲ့လုံးနေတယ်ဒါတော့မှ तू ကိုဒီလိုမျိုးတိုက်ခိုက်ကြတဲ့ဒါခါကြတော့ तू တော်တော်ကြီးကိုစိတ်ဆိုးနေရပါတော့အဲ့တော့ဒီအကိုပြောထားတာလေးကိုအရင်ကြည့်ကြည့်ပေးပါအောင်เนาะတပွဲငါးရောင်းတာမတန်လို့ဆိုပြီးတော့လာပြီးတိုးနေတာကျွန်တော်အမေလင်းနေကျွန်တော်အမလင်းနေကျွန်တော်နှမလင်းနေရွေးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အမျိုးတွေပဲရောင်းနေတာမဟုတ်ဘူးเนาะအားလုံးကိုရောင်းနေရတာ เนาะအားလုံးလာဝင်နေတာတန်လို့လာဝင်တာအစီအမီလို့လာဝင်တာဟိုမှာဝယ်ဝါးတာကြီးမျက်လုံးနေနေပါကြကိုတိုင်းသာကြည့်ကြကိုတိုင်းသာမကြည့်ပဲနဲ့လိုင်းပေါ်မှာပတ်စပ်ဖုံးပေးသေးတထောင်ထည့်လိုက်ဟိုလူအားချောင်းလိုက်ဒီလူအားချောင်းလိုက်မလုံနဲ့ကိုတိုင်းသာကြည့်ကျွန်တော်တို့ဘသူတွေရောင်းနေတာလဲဘလို့လူတွေရောင်းနေတာလဲဆိုတော့ဟိုတဖေးတွေရောင်းနေတာလားလူအပ်တဲ့လူတွေရောင်းနေတာလားဆိုတော့ အားလုံးခက်ခဲနေတဲ့အချိန်လာဝယ်တဲ့လူတွေကိုချင်းနေနဲ့စာပြီးနော်ကိုချင်းမစာပဲနဲ့စကားတွေမပြောကြနဲ့ဟိုသူများ comment လေးတစ်ခုရေးလိုက်နိုင်လိုက်အာမချောင်နေကြနဲ့စေုံကြီးမမွေဘူးလားဆိုတမေကြီးရန်ကုန်ပြည်သူစေုံကြီးတို့ရန်ကုန်ရှေ့ပိုင်းစေုံတို့ရန်ကုန်နောက်ပိုင်းစေုံတို့ကျွန်တော်တို့ဝေလန်းမွေလာအားလုံးတီးလိမ့်မယ်တပွဲငါးရောင်းရင်မတန်ဘူးသူမှမဝယ်ဘူးဒါတစ်ထောင်ရောင်းတာမတန်ဘူးဆိုဘသူကလာစားမှာဒါတစ်ထောင်ရောင်းတာအရှိမအရေးတောက်ကရှိသေးတယ်ဒီလိုဟင်းနေကုန်ကြအကြောင်းမရှိဘူးလေ ကျွန်တော်ဘလူလူတွေကိုရောင်းနေလဲဆိုကြည့်လိုက်ပါဗျတောင်တကုံမြောက်တကုံရှေ့ပြည်သားလိုင်းသားမှာရောင်းမှသမင်းရောင်းတာမဟုတ်ပါဘူးဗျမြို့ထဲမှာတိုက်ပွဲမှာနေပြီးသမင်းငတ်နေတဲ့လူတွေအများကြီးပဲနော်အားလုံးကခက်ခဲနေတဲ့အချိန်ခက်ခဲနေတဲ့အချိန်မှာအဆင်ပြေအောင်ရောင်းပေးနေတာ900နဲ့အားလုံးတထောင်နဲ့ရောင်းပေးနေတာသမင်းနဲ့ဟင်းမှတထောင်ပဲနော်ဟိုဟိုမှာရောင်းမှဒီမှာရောင်းမှမဟုတ်အားလုံးအဆင်မပြေတဲ့အချိန်မှာဘယ်နေရာမှာရောင်းဒါတရုံတနေရာနေအားလုံးကိုချိုးပြုတ်နေတာဗျဟို900နဲ့ဟိုဘာလောက်ပါလဲတို့ ားနားရနဲ့ကိုယ့်အိမ်မှာကိုချက်ဆိုင်တော့မှအလူကြော့တထုံမရအလူကြော့ပဲအရင်ဇီးတုပ်ပဲတော့ဝယ်ကြည့်အောင်ဇီးတုပ်တော့900တထောင်ဖြစ်နေတာခမင်းတပွဲ900ဟင်းတပွဲ900ရောင်းတော့မတန်ဘူးဆိုရင်ကျွန်တော်တို့ဖော်ဘူးနဲ့ကျွတ်ကျွတ်အိတ်ဖိုးနဲ့ဟိုနှစ်ဆွဲတစ်ဆဲအိတ်ကြံကြောင်းအိတ်ဖိုးနဲ့တော့ကိုချင်းစာပြီးစကားလေးတွေပြောကြပါဗျကျွန်တော်တို့ဆိုင်ဒါတပွဲတစ်ထောင်ရောင်းတာဟင်းတပွဲမှ900ထမင်းတပွဲမှ900အဲ့ဒါတော့မှရွေးချယ်စရာဟင်းတွေအများကြီးပဲလာစားတဲ့လူအရင်ချိပြเนาะအထဲမှာလည်းပါဆယ်သမားတွေကိုတွက်ချိကြည့်ပါဗျလာပါဗျချိပါဗျမြင်ရပါ လူတွေမှာအလုံးလုံးတဲ့လူတွေကဗာထမင်းမစားတော့ဘူးလားတရားပယံဆရာကြီးတွေအဆိုင်ကဆရာကြီးတွေ delivery ပို့တဲ့ညီလေးတွေကဗာထမင်းမစားရအောင်မြို့ထဲမှာအလုံးလုံးလို့ဗာအကလုံးထမင်းငတ်ပြီးနေရမှာလားနေစုံနေပြားတွေမှာရောင်းပေးရမှာလားကျွန်တော်တို့တရောင်းတနေရနဲ့တက်နိုင်တဲ့လောက်ပဲလုပ်ပေးတာလေကိုချင်းစားပြီးလေးဆေးဦးမှာမလူပြောအောင်လေဆေးဦးနေမှာတမေးကြည့်အောင်တမတ်တန်ဘလောက်လာလူနေလဲဆိုတော့ညနေတိုင်းညနေတိုင်းရန်ကုန်ပြည်သူဆေးဦးကျူဆိုနေ့တိုင်းလူနေတာနေ့တိုင်းနေ့တိုင်းလူနေတဲ့နေရာနော်အရှေ့ပိုင်းဆေးဦးနောက်ပိုင်းဆေးဦး ကန်ဒီဆေးရုံအကုန်လုံးကျွန်တော်တို့လူနေတာပဲဟိုတုံး900နဲ့တပွဲ900နဲ့ဒီချိန်မှာဝယ်စားကြည့်ပါအပြင်မှာဘာရလဲလို့မွင်းကားတပွဲတော့1500 2000ဖြစ်နေတဲ့ခေတ်မှာခမင်းတပွဲ900ဟင်းတပွဲ900တော့မီးစက်ပါနှိုးပေးတာတဲ့ကိုလူတွေကမှတော့ဒါတစ်ထောင်ထောင်မှာပဲဒီမှာကြီးဒါထောင်မှာတော့ဒါထောင်မှာနဲ့ရတယ်ဒီမှာအရေးတော့ပါမလွတ်တဏီပါပါသေးတယ်ကမလူတွေတိုးနေတာအဲ့ဒါလူတွေလေအဲ့ဒါခွေးတွေမှမဟုတ်တာလာစားနေတဲ့လူတွေကကိုချင်းစာပြီးစကားတွေပြောပြကြ မင်္ဂလာတော့မရှိဘူးဗျမနေရတွေကစတဲ့ဇလန်းဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့တမတ်တမီတာစုထမင်းသားတချို့တချို့ကောမန့်နေပေါ့နော်900နဲ့တန်လားတို့ဒီရတဘူးတထောင်ကတန်လားတို့သူတို့ရက်ကုန်မှဘလို့ရတာလဲတို့ကျွန်တော်တို့ကိုကိုင်းမစားတာဗျကျွန်တော်တို့ရောင်းလာတော့တနစ်ကျော်နင်းတနေမှာထွက်လာတာမဟုတ်တစ်တော့မှလည်း viewer လာရှာတာမဟုတ်ဘူးဗျเนาะကျွန်တော်တို့အလူတွေသိစီခြင်းလို့ sharing ခေါ်ပြီးတာလိုအပ်တဲ့လူတွေလာစားလို့ရမယ်ကုမ္ပဏီဝန်ထမ်းတွေ တွာလာလုံနေတဲ့လူတွေကျွန်တော်ဆိုင်တွေကိုတင့်ရင်လာစားကျင်တဲ့သဘောလေးနဲ့ကျွန်တော်တို့ကရိုးသားတဲ့စိတ်နဲ့ကျွန်တော်တို့ကဒီတစ်တော့ကနေပြီးတော့ဖောက်ပြီးတော့ဩဘာပဲဖြစ်ဖြစ်လူတွေသိပါစေဆိုပြီးတော့လွှင့်မိတာမတန်လို့ရှိရင်ကျွန်တော်ရှိမှလေနေ့တိုင်းပွဲတစ်ထောင်ကျော်ထွက်စီရမလို့စေယုံနေမှလည်းကျွန်တော်ဝေစီရအကြောင်းမရှိဘူးရန်ကုန်ပြည်သူစေယုံကြီးရန်ကုန်ရှေ့ပိုင်းစေယုံရန်ကုန်နောက်ပိုင်းစေယုံဗာလန်မွတ်စလင်ကုတုပြည်စေယုံစံပြစေယုံမှာကျွန်တော်ဝေခဲ့တဲ့ရပ်ပေါင်းနည်းနည်းမေးကြည့်ပါ ။နောက်ကျွန်တော်တို့ရှိမှလာစားနေတဲ့လူတွေကလည်းပယံဆရာတွေ၊စိုက်ကားဆရာတွေ၊ delivery ညီလေးတွေ၊ညီမလေးတွေဝန်ထမ်းလေးတွေအဓိကလာစားတဲ့စိုက်မှာကျွန်တော်တို့အဓိကကလှိုင်းသားမှာတွရောင်းမှာတို့ရွှေပြည်သားမှာရောင်းမှာတို့အားလုံးကရန်ကုန်မြို့ပေါ်မှာလာလောက်ကြလေ။တချို့တိုက်ပေါ်မှာနေတဲ့ထမင်းမစားတဲ့လူတွေအများကြီးပဲ။ကျွန်တော်တို့ကကိုယ်တိုင်ခက်ခဲလို့ကိုယ်တိုင်ထွက်လာတဲ့စိုက်မှာသူများတွေကိုတိုက်ခိုက်ခြင်းလို့ပုတ်ခတ်ခြင်းလို့ဟို viewer ရခြင်းလို့နာမည်ကြီးခြင်းလို့ထွက်လာတဲ့စိုက်လည်းမဟုတ်ဘူး ဖတ်လာတာလည်းတနစ်ကျော်ခဲ့ပြီကျွန်တော်တမတ်တမိသားစုဆိုင်ရာလူမျိုးဘာသာမရွေးဒါအားလုံးယုံကြည်စိတ်ချစွာစားသုံးလို့ရအောင်ဆိုပြီးတော့အမဲသားဝတ္တာကျွန်တော်တို့အစ္စလာမ်ဖြစ်တာတော့မှအမဲသားဝတ္တာလုံးဝမယောင်းဘဲနဲ့လူမျိုးဘာသာစုံစားလို့ရအောင်လုပ်ပေးတဲ့ဆိုင်ပါဗျတပွဲ900ဟင်းတပွဲ900ထမင်းတပွဲ900ဆိုတာကကျွန်တော်တို့ကျွန်တော်တို့ဟင်းတပွဲ900ထမင်းတပွဲ900ဆိုတာက အာလူကျော့တထုတ်တော်မှာ2000ဖြစ်နေတယ်ကေကိုတိုင်လဲသိတယ်ကိုတိုင်လဲကိုချင်းမဆာကိုကိုတိုင်မလုံနိုင်တော့မှသူများလောက်တာတွေမြစ်တာထားပြရမြစ်တာလဲမထားကုသိုလ်လဲမယူအကုသိုလ်မတ်နေလားမတ်ဘာတွေပြောလို့ပြောမှမသိကိုပြောလိုက်တဲ့စကားဘသူ့ကိုထိကြိုက်သွားမယ်ဘသူ့ကိုနစ်နာသွားမယ်ဘသူ့အတွက်ဆုံးရှုံးသွားမယ်ဆိုတာနားမလဲတဲ့ဟာကိုချင်းစာတရားလေးလည်းမရှိတဲ့ဟာအသိဉာဏ်မရှိကိုချင်းစာကြီးကိုတိုင်လောက်ကြီး မနက်9:00နာရီကနေအေးပြက်ခံပြီးဒီပွဲတစ်ထောင်မနက်7:00နာရီကွယ်ရောင်းအောင်ဖို့ဟင်း15မျိုးကိုယ်တိုင်ချက်နေရတဲ့ဘဝတွေလောက်အားပြီးတဲ့ဝန်ထမ်းတွေကပင်ပန်းတာတစ်မျိုးညနေဆိုအော်ဒါတွေကပေးရတာတစ်မျိုးအချိန်ချင်းခက်ခါလုပ်နေရတာဟုတ်တယ်အမျက်မရှိပဲဘယ်သူမှမလုပ်မမြတ်ပဲနဲ့ဘယ်သူလုပ်မှာဒါပေမဲ့ဘလောက်မြတ်တာတိန်တောင်းတဲ့စီမြတ်နေလို့လားနဲ့ကိုချင်းစာပါဗျာကိုပြောလိုက်တဲ့စကားဘယ်ရောက်သွားလဲဘသူ့ကိုထိကြိုက်သွားမလဲသူတို့နစ်နာသွားမလား လူတွေကောင်းကျိုးပြုနေတဲ့ဆိုင်ဘလို့ဖြစ်သွားမလဲဆိုတာနည်းနည်းတွေးပါဗျာမေတ္တာရက်ခံတာပါဗျာ ော့ဒီအကိုပြောတာလည်းဟုတ်ပါတယ်သူတို့မှာပေါ့နော်ဒီလိုခက်ခဲကြက်တဲနေတဲ့ခေခါကြီးမှာဒီလိုဈေးနဲ့ရောင်းနိုင်ဖို့ဆိုတာလည်းတော်တော်မလွယ်တာပေါ့နော်သူတို့လည်းဘာပဲပြောပြောအများနဲ့ရောင်းရတာဆိုတော့အမျက်အစွန်းကတော့အနည်းနဲ့များတော့ရှိမှာပါအာဘာပဲပြောပြောစီးပွားရေးလုပ်တယ်ဆိုကြတဲ့အမျက်ချင်လို့လုပ်တာလေအဲ့တော့ဟိုသူတို့မျက်တယ်ဆိုလို့ရှင်လဲဒါဖြစ်တဲ့နဲ့အဲ့ဟာပေါ်မှာလူတွေကဝေဖန်တာမျိုးတွေပြီးသွားလို့ရှင်သူတို့ကပေါ့နော်စီးပွားရေးလုပ်ချင်လို့ဒါတသက်မဲ့ကိုဈေးတန်တလူလူနဲ့လှုပ်ရှားတယ်ပေါ့အဲ့လိုပုံ ံစံမျိုးတွေနဲ့ပြောကြရဲကွာဒါပေမဲ့အဲ့လိုမျိုးတွေကတကယ်တော့မပြောတင်ဘူးเนาะကိုလည်းတကယ်ဆိုလို့ရှိရင်မလူနိုင်မလူနိုင်ဈေးရောင်းမလူတတ်ရင်ဈေးရောင်းဆိုလို့ဆိုတလိုမျိုးပဲလေဈေးရောင်းပြီးတော့တောင်မှအဲသူတို့ဘာပဲပြောကုတူအတက်နိုင်ဆုံးရအောင်ယူတယ်အဲ့ဒါကတကယ်တော့ချစ်ချူးစရာကောင်းပါတယ်အဲ့တော့အဲဘောနော်ဒီအကိုရဲ့အဲရှင်းပြတာလေးလည်းအားလုံးပဲနားလဲကြားလိုက်မယ်လို့ထင်ပါတယ်